မင်္ဂလာပါခလေးတို့ရေဒီနေ့ပြပြပေးမယ့်ပုံမြင်လေးကတော့ဘီရင်ကြီးနဲ့တရောင်းစားဖို့ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှေ့ရှေ့တုန်းကဒိုင်းမီတပီကဘီရင်ကြီးတပါးဟာတားထောက်သမီးခင်မရှိလို့သူမရှိတော့ရင်ထင်းနဲ့စက္ကန့်မဲ့သူအတွက်စိုးရိမ်ပူပန်နေရတဲ့ကွယ်အသက်ကြီးလာလေအဲ့ဒီကိစ္စအတွက်ပူပန်ရလေပေါ့ နောက်ဆုံးမှာဘီရင်ကြီးဟာလေးလေးနက်နက်စဉ်းစားပြီးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တဲ့ကွယ်ပြီးတော့အမတ်ကြီးတွေကိုညွှန်ကြားစီစဉ်ခိုင်းမာတော့တယ်တဲ့ကွယ်မူးမတ်တွေကလည်းဘီရင်ကြီးရဲ့မိန့်တော်တိုင်းတိုင်းပြည်တစ်ခုလုံးလမ်းကြိုလမ်းကြားပါမကြံမောင်ကြီးတီးပြီးဒီလိုကြီးညာတာပေါ့ကွယ် တိုင်းသူပြည်သားလူအများတို့လေ ရှင်တော်မင်းဖုရားရဲ့အမိန်တော်နောင်လာမဲ့လာပြည်နေမနဲ့မှာမင်းတရားကြီးဟာထီးနန်းစက္ကန့်ထိုက်သူကို မေခိုးတော်များမေးပြီးရွေးချယ်တော်မူမည်စင်ရဲ့ချမ်းသာမြွေအရွယ်ရောက်ပြီးလူငယ်လူကြီး အမျိုးသားကောင်းတိုင်းလာရောက်မေးတော်ခံအရေးတော်ခံနိုင်ကြပါကြောင်း ဒီအမိန်တော်ကိုကြားကြရတော့တိုင်းသူပြည်သားတွေဟာဝမ်းသာပျော်ရွှင်ကြတာပေါ့ကွယ်။ဘရင်ကြီးကဆေးရရှမ်းသာမီဝင်ထီးနန်းဆက်ခံစီမှာကိုအမျိုးသမီးတွေကလည်းကိုသားသမီးကိုလင်သားကိုထီးနန်းဆက်ခံသူဖြစ်စေခြင်းကြတာပေါ့ကွယ်။ဒါပေမဲ့ဘရင်ကြီးရဲ့မိခွန်းတွေကတော်ရုံလူမဖြစ်နိုင်လောက်ဘူးဆိုတာတော့သဘောပေါက်ကြတာပေါ့ကွယ်။ ဘင်းကြီးရဲ့အမိန့်တော်နဲ့မိခွန်းတွေကိုစိတ်ဝင်စားတဲ့တိုင်းသူပြည်သားတွေထဲမှာဟိုးအစွန်အဖျားဆင်းရဲတဲ့အဆူကလေးစီကလူငယ်လေးတယောက်လဲပါဝင်တာပေါ့ကွယ်သူဟာဆင်းရဲပေမဲ့ယူတာကြိုးစားတဲ့လူငယ်လေးတယောက်ပေါ့ကွယ်မိအိုဖောက်အိုကိုလဲရှာကျွေးနေတဲ့သားလိမ်မာလေးလဲဖြစ်တာပေါ့ကွယ်ဒါပေမဲ့သူကဆင်းရဲတော့ဝေကောင်းစားလာကလည်းမရှိဒီဝေးလံလာတဲ့ခီးကိုသွားဖို့ စားစီတော့စီလေမလုံလောက်နိုင်လို့ဂျင်ညာချက်ကိုကြားပြီးကလေးကငွေတပြားစုဖို့အလုတ်ကိုပိုကျိုးစာလုတာပေါ့ကွယ်။ဒါရမဲ့လာပြင်းနေမတိုင်းခင်လင်းငါရဲ့အလိုမှာလိုတဲ့ငွေလေးပြီးလို့ဝင်နေတဲ့ကောင်းကောင်းလေးတစ်စုံဝဲလန်ခီးမှာစားမဲ့အစားအစာအချောက်ချမ်းလေးတွေစုပြီးလာပြင်းနေအမီထွက်လာခဲ့တာပေါ့ကွယ်။လာပြင်းနေအာယုံတက်ကလေးကနန်းတော်ဝမှာ တိုင်းသူပြည်သားတွေဟာဘီင်ကြီးရဲ့ထိနှက်ဆက်ခံသူရေးပွဲအတွက်လှုပ်လှုပ်ရှားရှားဖြစ်နေကြတာပေါ့ကွယ်အမျိုးသားကြီးငယ်မျိုးစုံတို့ဟာလည်းစိတ်လှုပ်ရှားစွာနဲ့နန်းတော်တကားအဖွင့်ကိုစောင့်ဆိုင်းနေကြတာပေါ့ကွယ်ဒီချိန်နန်းတော်တကားဝါနာမှာနွန်းနွန်းပပနဲ့တရောင်းစားဖို့တယောက်ကအဲ့ဒီအမျိုးသားတအူးရှင်းစီကိုသွားပြီးတပြားလေးနည်းနည်းလောက်ပြေးပါခင်ဗျာ ထမင်းမစားရတာကြာပြီမို့ပါ ညစုံချမ်းလွန်းလို့ဝိပိုလေးပါရင်လဲပေးခဲ့ပါခမ ्या အိတ်ဆရာနေရလဲမရှိလို့ပါလို့ပြောပြီးတောင်းရနေတာပေါ့ကွယ်အားလုံးကတရောင်းစားဖို့ကိုရွှန်ရှားတလို့ကြည်ကြပြီးအနာကမ္မခန္ဓာနဲ့မောင်းထုတ်တာနဲ့ကြောပါသေးရဲ့လို့ပြောတာနေပေါ့ကွယ်အဝေးကြီးကလာတဲ့ရိုးသားတဲ့လူငယ်လေးလည်းနန်းတော်ရှိကိုအချိန်မီရောက်လာပြီပေါ့ကွယ်သူအမောပြင်းနေတော့တံတောင်းစားဖို့က အနားရောက်လာပြီးအခြားသူတွေကို ပြောတယ်လို့ပြောပါတော့တယ်ကွယ်။ဒါရင် အဖိုးထမင်းမစားရတာကြာပြီ။ဇပြားလေးထမင်းလေးပိုင်ဆွန့်ကျဲခဲ့ပါကွယ်။အဖိုးညာဆိုအိတ်ဆရာနေရာမရှိချမ်းလွန်းလို့ဝိဘူလေးများပိုင်ရင်လဲထူခဲ့ပေးပါဦးလို့ပြောလိုက်တာပေါ့ကွယ်။ အဖိုးရဲ့တုံ့နှုံရှိရှိအသံနဲ့ပုံစံလေးကြောင့်လူငယ်လေးဟာအင်မတန်စိတ်မကောင်းဖြစ်သွားတာပေါ့ကွယ်။အိုးငါမိဘအရွယ်တွေပဲကိုကြီးစားလိုက်တာလို့တွေးမိပြီးသူအပြန်လန်းခီးမှစားမဲ့အစားအစာတွေရောသူဝတ်လာတဲ့အင်းကြီးကိုပါ ချွတ်ပြီးပေးလိုက်တဲ့ကွယ်။ တရောင်းစားဖို့လေလူငယ်လေးကိုတာဒုတာဒုတာဒုဒါလေးရဲ့လိုအဆန္ဒတွေပြည့်ဝပါစေလို့ဆုတောင်းပေးပြီးထွက်သွားပါတော့တယ်ကွယ်လူငယ်လေးမှာတော့ပါလာတဲ့အင်ကြီးအတိကတထဲတည်းလီအဲ့ဒါကလည်းအဖိုးကိုပေးလိုက်ပြီးဆိုတော့သူအရင်ဝင်နေကြအဝေးဟောင်းလေးကိုပဲပြန်ဝတ်ထားရတာပေါ့ကွယ်နန်းတော်တကားဖွင့်လို့ဂင်းကြီးနဲ့အမေအဖေလှုပ်ဖို့တယောက်ချင်းစီပေးဝင်ပါပြီလေကွယ် ဘရင်ကြီးကဝင်လာသမျှသူတွေကိုမျက်နှာကြည့်ပြီးတာနဲ့မေခွန်းတော်မမေတော့ပဲနန်းတော်နောက်ပေါက်ကထွက်စီတဲ့ကွယ်အားလုံးလည်းနားမလည်နိုင် ဖြစ်နေတာပေါ့ကွယ်အားလုံးကဘရင်ကြီးမေးလောက်မဲ့ဗဟုသူတာတွေရှင်ဘရင်ဖြစ်ရင်ဘလို့အုပ်ချုပ်မဲ့ဆိုတာတွေကိုဖြင်းဖို့ပြင်ဆင်လာကြတာကိုကွယ်အဝေးကလာတဲ့လူငယ်လေးအလက်ရောက်ပါပြီကွယ်လူငယ်လေးအခစားဝင်တော့ဘရင်ကြီးက မောင်မင်းကိုငါကိုရောစောက်နေတာလို့မိန့်တော်မူတဲ့ကွယ်ဒီစကားကိုကြားလို့အံဩသွားတဲ့လူငယ်လေးဟာဘရင်ကြီးကိုမုံဝင်မရဲ့မော့ကြည့်လိုက်တဲ့အခါနန်းတော်နဲ့မဝင်ခင်ကတွေ့ခဲ့တဲ့တရောင်းစားဖို့ကိုဖြစ်နေတာပေါ့ကွယ်ဟင်းအဖိုးအဲ့ခွင့်လွှတ်တော်မူပါအရှင်မင်းကြီးငါကိုရောရှာနေတဲ့ဌိနဆက်ကန်သူနေရာနဲ့ထိုက်တန်တဲ့သူကိုဒီနေ့တွေ့ခဲ့ရပါပြီအဲ့ဒါကတော့ဒီကလူငယ်လေးပါပဲ ဘီရင်တစ်ပါးဖြစ်ဖို့အတွက်တိုင်းပြည်အကြောင်းကောင်းကောင်းသိဖို့ပညာတွေတစ်ဖက်ကန်းကထူးချွန်ဖို့လိုတယ်ဆိုတာမှန်ပါလိမ့်မယ်။ဒါပေမဲ့လူသားဆန္ဒစိတ်နဲ့ကျင်နာတနာလက်ရက်စိတ်ကအရေးကြီးဆုံးပါပဲ။ငါကိုယ်တော်တရားစားပြီးဟန်ဆောင်ပြီးတယောက်ချင်းစီကိုဆန်းသက်ခဲ့ပေမယ့်အလုံးကလူသားဆန္ဒစိတ်နဲ့တနာကျင်နာတဲ့စိတ်မရှိသလောက်ပါပဲ။ဒီလူငယ်လေးတယောက်ကလဲရင်ပေါ့ ဒါကြောင့်ငါကိုယ်တော်မြတ်ရဲ့အရာရာကိုစက်ခံမှုဒီလူငယ်လေးကိုပဲရွေးချယ်တော်မူတဲ့ဘုရင်ကြီးရဲ့အမိန်တော်ကြောင့်လူငယ်လေးလည်းဝမ်းသာရသလိုမုမပီသူအလုံးကလည်းသဘောတူကြတာပေါ့ကွယ်ဒီလိုနဲ့နောင်ဘုရင်ကြီးနဲ့ရဆန်းတော့ယောသားကျူစာမိမကိုလှုပ်ကြွေးပြီးတနာကျင်နာတတ်တဲ့လူငယ်လေးဟာရှင်ဘုရင်အစ်စ်အဖြစ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တော်မူပါတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ကြီး ဒီနေ့ပြောပြခဲ့တဲ့ပုံမြင်ကောင်းလေးကတော့ရှင်ဘီရင်နဲ့ရောင်းစာဖို့ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှလည်းနောက်ပုံမြင်လေးတစ်ပုဒ်ကိုနားထောင်ရင်အတူတူပြန်လည်ဆုံတွေ့ကြမယ်နော်။နားထောင်မိခဲ့တဲ့တာတာမီမီတို့အားလုံးချင်းလဲရှမ်းမြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။